ေတရာကငလင်ဘေးမှာလူတန်းနေစဉ်ဆေးရောက်တက်နေရတဲ့မိခင်ကိုတစ်ချက်မကြည့်တဲ့စစ်လုံးဝရီထံပြည်သူများလုံးမင်္ဂလာပါရှင်ဆယ်လင်း insider page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ငလင်ဘေးကြရလို့ပြည်သူတွေကငလင်ဘေးတင်ပြည်သူတွေကိုလူတန်းနေစဉ်ဆေးရုံတက်နေရတဲ့မိခင်အရင်ထထမို့ဦးကိုတစ်ချက်တောင်လက်မကြည့်လို့လူပြောများနေတာကတော့စစ်လုံးတွေထပ်ဖြတ်ပါရဲ့စစ်လုံးတွေထပ်နေပြည်သူတွေဆိုတော့ဒီကလေးနှစ်ယောက်ကတော့ပြည်သက်တွေကြတဲ့မှာနှိုင်းရှင်ခံနေရပါတယ်အားလုံးလည်းသိကြတဲ့အတိုင်းပြည်သူတွေနဲ့စစ်လုံးတွေထပ်တို့ကနိုင်ငံကျော်ထိတ်တဲမင်းသမီးနှစ်ယောက်ဖြစ်တဲ့ထထမို့ဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့သမီးနှစ်ယောက်ဖြစ်ပါတယ် တတမုံနဲ့အင်ဒရာဂျောစင်ဆိုတာကမြန်မာနိုင်ငံရဲ့ထိတ်တန့်တရုတ်ဆောင်မင်းသမီးတွေလှုပ်ဆွေးရမှာပါအထူးသဖြင့်တော့တတမုံနဲ့အင်ဒရာဂျောစင်တို့ကမြန်မာနိုင်ငံမှာရုပ်ရှင်ခေတ်တခုကိုတည်ထောင်နိုင်ခဲ့သလိုပရိသတ်တွေရဲ့အသေးအစွမ်းချစ်ခင်အားပေးကြရတဲ့မင်းသမီးတွေလည်းဖြစ်ပါတယ်ဒီလိုမျိုးအောင်မြင်ကြကြခဲ့တဲ့ထိတ်တန့်မင်းသမီးကြီးနှစ်ယောက်ဟာအခုချိန်မှာတော့ရုပ်ရှင်လောကကနေအနားယူနေကြတာဖြစ်ပါတယ်ဒါပေမဲ့တတမုံနဲ့အင်ဒရာဂျောစင်တို့ကအနုပညာလောကမှာမျိုးဆက်သစ်သမီးလေးနှစ်ယောက်ကိုမွေးဖွားထားနိုင်ခဲ့ပါတယ် အလုံးသိကြတဲ့အတိုင်းတထမဟုကသမီးလေးစင်လုံးရီထက်ကိုမွေးဖွားထားတာဖြစ်တဲ့လို့အင်ဒရာကျော်စင်ကလည်းသမီးလေးပြေသူတို့ကိုမွေးဖွားထားတာဖြစ်ပါတယ် စစ်လုံးတွေထတဲ့ပြည်သူတွေတို့ကမိခင်တွေကနာမည်ကြီးထိတ်တဲ့ရုပ်ရှင်တရုပ်ဆောင်မင်းသမီးတွေဖြစ်တာကြောင့်မိခင်ထထမုံနဲ့ဦးဝဲရဲ့အလားတရားတွေအမွေကိုစက်ခံရရှိထားတဲ့သမီးလေးတွေလို့သတ်မှတ်ရမှာပါ။ဒါကြောင့်ပြည်သက်တွေဟာမိခင်နေရာရဲ့အောင်မြင်မှုအရှိန်အဝါတွေကြောင့်တမီလေးစစ်လုံးတွေထက်နဲ့ပြည်သူ့ဒရာတို့ကိုငယ်စဉ်ကလေးဘဝကလေးကစောင့်ကြည့်အားပေးနေခဲ့ကြပါတယ်။ပြည်သက်တွေကဒီလိုစောင့်ကြည့်အားပေးကြတာနဲ့အတူစစ်လုံးတွေထက်နဲ့ပြည်သူ့ဒရာလေးကိုနှိုင်းရှင်မှုတွေကလည်းရှိနေပါတယ်။ အစောပိုင်းမှာတော့ထထမို့ဦးရဲ့သမီလေးစင်လုံးတွေထက်ကအင်ဒရာဇော်စင်ရဲ့သမီလေးပြေသူဒရာနဲ့အသက်ရွယ်အဖြစ်မတိမ်မရင်းဆိုပေမယ့်စင်လုံးတွေထက်ကပြေသူဒရာထက်အရင်အချင်းအနည်းငယ်တာတယ်လို့ဆိုရမှာပါ။ဒါပေမဲ့အခုငလင်ပေးကြရောက်ချိန်မှာတော့သူတို့နှစ်ယောက်ရဲ့အရင်အချင်းနဲ့စိတ်တက်ကစီနဲ့ရေလို့ကွာခြားသွားပါတယ်။ အခုချိန်မှာတော့သမီးလေးပြည်သူတို့ဟာကမျက်နှာမြင်ချစ်ခင်ပါစေ။အတန်ကြာတနာပါစေဆိုတဲ့ဆုနဲ့ပြည့်စုံနေသလိုစိတ်တော်ရလေးကလည်းအင်မတန်ကိုကောင်းမွန်တာကြောင့်ပရိသတ်များစွာရဲ့အားပေးချီးကျူးခြင်းတွေကိုခံနေရတာဖြစ်ပါတယ်။သမီးလေးပြည်သူတို့ဟာဆိုရင်တော့နိုင်ငံကျော်ထိတ်တန်းမင်းသားကြီးပြည်တီဦးနဲ့အလဘရင်မထိတ်တန်းမင်းသမီးကြီးအင်ဒရာကျော်စင်တို့ရဲ့ချစ်စရာကောင်းတဲ့သမီးလေးပါအရင်ကပရိသတ်တွေရှိကိုတိတ်ပြီးတော့ပေါ်ထွက်မလာခဲ့တဲ့သမီးလေးကအခုချိန်မှာတော့ငလင်ပေးမှာပြည်သူတွေနဲ့တိုင်းရိုက်တွေးဆောင်ပြီးတော့အားပေးစကားတွေပြောဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။ဒီလိုမျိုးအပြုတ်မှုလေးတွေတဲမှာတကယ်ကိုမှစိတ်သဘောထားဖြစ်စဉ်ပြီးရိုသားတဲ့ပုံစံပေါ်နေတဲ့အတွက်အားလုံးကတော့တမီလေးပြည်သူတို့ကိုလေးစားနေကြတာဖြစ်ပါတယ်။တမီလေးပြည်သူတို့နဲ့ဖေဖေပြည်တီဦးမေမေဦးဝဲတို့မိသားစုလေးဟာမန္တလေးမြို့ပြည်သူစေယုံကြီးကိုကိုရင်လာရောက်တွေ့ဆုံပြီးတော့အားပေးနှစ်သိမ့်စကားတွေပြောနေခဲ့ကြပါတယ်။ပြည်သူတွေအတွက်အလွန်ငွေတွေများစွာကိုလည်းလှူဒန်းခဲ့တာဖြစ်ပြီးတော့အခုတစ်ခါမှတော့မန္တလေးမြို့ကိုကိုရိုင်းလာရောက်ပြီးထပ်မံလှူဒန်းပြီးအားပေးခဲ့တာဖြစ်ပါတယ်။ဒီလိုချိန်မှာထထမို့ဦးရဲ့သမီးစစ်လုံးတွေတက်က ငလင်တန်ကြောင့်ထိခိုက်ဒဏ်ရာရသွားတဲ့မိခင်ကြီးကိုတောင်တစ်ချက်သွားမကြည့်ခဲ့ရပါဘူး မက်စလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးမှာတတမိုးကပြင်းရင်လွှဲရင်းနဲ့ချော်လဲပြီးတော့လက်မောင်းယိုးကျိုးသွားတာဖြစ်ပါတယ်။အခုဆိုရင်တော့အဆိုပါတန်ရာကြောင့်ထိုင်းနိုင်ငံထိသွားရောက်ကစေကူသားမှုတွေခံယူနေရပါတယ်။တရုတ်ဆောင်မင်းသမီးတတမိုးကဒီလိုမျိုးဝေဒနာတွေကိုခံစားနေရပေမဲ့တအူတဲ့တော့သမီးဖြစ်သူစစ်လုံးတွေတက်ကတော့တစ်ချက်လေးတောင်လာကြည့်ဖို့မရပါဘူး။ဒါကြောင့်စစ်လုံးတွေတက်ကိုပြည်သူ့တော်နဲ့နှိုင်းယှဉ်ပြီးတော့ဝေဖန်နေကြတာပဲဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပြည်သူ့တော်နဲ့စစ်လုံးတွေ ဓာတ်တို့ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးတကြိရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်